မင်္ဂလာပါရှင်။ဘာမခက်တဲ့တရင်ဌာနမှကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှစာပေဆွန်လ23ရက်နေ့စိတ်ဝင်စားဝယ်မြမတော်လင်ရထိတ်တန်းရောက်မနက်ပိုင်းတရင်များကိုအစီအခံတင်ဆက်ပေးပါမယ်ရှင်။ပရမအောင်ဆုံးတရင်နေနဲ့မလိုင်းမျိုးပေါ်စားတော့ဆိုင်နဲ့တောက်စားမှုယူပြီး contract ဝယ်သည့်တက်ချက်ကြီးအောင်ဝင်ကိုကို PDF ရေးမေးများကလက်နက်များနဲ့အတူအရှင်ဖမ်းမိဆိုတဲ့တရင်ဖြစ်ပါရရှင်။ မန္တလေးတိုင်းမလိုင်မြို့ပေါ်စားတောက်ဆိုင်တွင်တောက်စားမှုယူပြီးကွန်ထရက်ဝယ်သည့်တက်ချက်ကြီးအောင်ဝင်ကိုကို PDF ရေးပေးများကလက်နက်များဖြင့်အတူရှင်ဖမ်းမိခဲ့ကြောင်းတောင်သာမြို့နယ်ပကဖမှတောင်ဝင်ရှိသူတို့ကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည်ဇွန်လ22ရက်နေ့နနက်9:00နာရီခန့်တွင်မလိုင်မြို့ပေါ်ရှိစားတောက်ဆိုင်တစ်ဆိုင်တွင်အကြမ်းဖက်ဆက်ကောင်စီတပ်သားများသည့်တောက်စားမှုယူနေသည်ဟုသတင်းရရှိ၍တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှရှင်းမင်းများဦးဆောင်သောအဖွဲ့ကတွားရောက်ဆောင်နိုင်စဉ် အယံမူဘီကွန်ရထွက်ဝဲသည့်တက်ကြက်ကြီးအောင်ဝင်ကိုကိုအရှင်ဖန်စီနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။အဆိုပါဖန်စီရမိသောတက်ကြက်ကြီးသည်အကျန်းဘက်စတိတ်မိတီလာအမှတ်တတက်မတော်အကြီးစားဆက်ရုံးမှတက်ကြက်ကြီးအောင်ဝင်ကိုဖြစ်ပြီး MA1 အမျိုးအစားလက်နက်တလန်5.56 G 250တောင်းတို့နှင့်အတူဖန်စီရမိခဲ့ကြောင်းသိရှိရသည်။ ကျွန်တော်တို့ဖန်ဆီရမယ့်တက်ချက်ကြီးအောင်ဝင်းကိုကိုစက်သုံးမှန်ဥပဒေနဲ့အညီထိမ့်သိမ်းထားပြီးဆက်လက်စစ်ဆေးမှုတွေလှုံ့ဆော်သွားမှာပါဟု တောင်သာမြို့နယ်ပကဖာမှတောင်ဝင်းရှိသူတို့ကပြောဆိုသည်ဆက်လက်ပြီးတနင်္သာရီမြို့အောက်ကင်းရွာခြေဆိုင်ခမရ950ခွန်တရင်မှစစ်မှုရန်တပ်သားတဲ့နှစ်ဦးတနက်နှက်လက်ယူဆောင်လာပြီးအလင်းဝင်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ရှင်တနင်္သာရီတိုင်းတနင်္သာရီမြို့အောက်ကင်းရွာခြေဆိုင်ခမရ950ခွန်တရင်မှာစစ်မှုရန်တပ်သားတဲ့နှစ်ဦးတနက်နှက်လက်ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်းပြည်သူ့ကော်မတီတပ်ဖွဲ့မှ တာဝန်ရှိသူတို့ကရန်ကုန်ဖြစ်တဲ့တရင်ဌာနထံသို့ပြောဆိုသည်ဇွန်လ19ရက်နေ့တွင်အောက်ကင်းရွာအခြေဆိုင်ခမရ950ခွန်တရင်မှာစစ်မှုရန်တပ်သားတဲ့နှစ်ဦးတနက်နှစ်လက်ယူဆောင်လာပြီးဗန်လက်မှုရွာနဲ့ပနက်ငယ်ရွာအကြားတွင်လမ်းကင်းတာဝန်ကြားနေစဉ်ထွက်ပြေးလာကတနင်္လာရီမြို့နယ်ပြည်သူ့ကော်မတီအဖွဲ့ထံအလဲဝင်ရောက်လာခဲ့ကြောင်းသိရှိရသည် ထို့သို့အလင်းဝင်ရောက်လာသောစစ်မှုရန်တပ်သားတဲ့နှစ်ဦးသည်ရှန်ကုန်တိုက်ကြီးဂျိုးပြူအမတ်တစ်စစ်တင်နှန်းလေးချင်းရေးကြောင်းမှစစ်မှုရန်အပတ်စဉ်တင်းနှင်9မှတင်းနှင်းဆင်းများဖြစ်ပြီး MA3 တနက်နှလန်းကြီးပေါက်9ပေါက်ကြီး240တောင်းကြီးကားတစုံတို့ကိုယူဆောင်လာပြီးတနင်္လာရီမြို့နယ်ပြည်သူ့ကော်မတီအဖွဲ့ပါကပတန်းသို့ဆက်သွယ်၍အလင်းဝင်ရောက်ခဲ့ကြောင်းသိရသည် ထို့သို့အလင်းဝင်လာသောစစ်ကောင်စီတပ်သားနှုတ်ဦးသည်တင်နန်းကလာနှစ်လခွဲတက်ရောက်ခဲ့ပြီးနောက်တနင်္လာရီတိုင်းပုတ်ပြင်းမြို့နယ်တက်မ73နယ်မွန်မန့်တင်နန်းနှစ်ပတ်တက်ရောက်ခဲ့ကဖိမ်းမြို့တရသုံးတက်ကိုပို့ဆောင်ခံရပြီးထို့မှတစဉ်တနင်္လာရီမြို့နယ်အောက်ကင်းရွာခြေဆိုင်ခမရ959တရင်ကိုရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်လန်ကင်းယူနေစင်ထွက်ပြေးလာပြီးကျွန်တော်တို့အဖွဲ့စီဆက်သွဲလာတာပါလုံးလုံးစဲတော့ MOD ကချီမြင့်ငွေတော့မရသေးဘူးကျွန်တော်တို့အဖွဲ့ကတယောက်သိန်း20စီချီမြင့်မှုစီစဉ်နေပါတယ် တပ်သားစုဆောင်ခံရသူတွေကိုပြောချင်တာကကိုရောက်တဲ့နေရာဒေသတွေမှာကာကွယ်ရေးတပ်ဖွဲ့တွေရှိတဲ့ရားတဲ့နည်းနဲ့ထွက်လာစေခြင်းနဲ့ကြိုးစိုးနေပါတယ်ဟုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုသည်။အကြမ်းဖက်စစ်တပ်စစ်မှုထမ်းမိတ်ကြီးညာချက်များကြောင့်အတင်အဓမ္မတပ်သားစုဆောင်ခံရသူများအပါအဝင်ပြည်သူ့ဘက်ရက်တီလိုသောတပ်မတော်သားများနဲ့ရဲတပ်ဖွဲ့ဝင်များအနေဖြင့်တနင်္လာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့မဟာမိတ်ပူးပေါင်းအဖွဲ့များနေဆက်ရတော်လိုင်းတပ်ဖွဲ့များတို့ချိန်ဆက်ကအလင်းဝင်ရောက်နိုင်ကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကအတိပေးနှိုးဆော်ထားသည်။ ်ဆက်လက်ပြီးစကိုင်းမြို့နယ်ချောင်းမကြီးရွာကိုစစ်ကြောင်းထုတ်ဝင်ရောက်လာသောစစ်ကောင်စီတပ်သားများကအမျိုးသမီးတအုပ်ကိုပြစ်ခတ်တပ်ဖြတ်ပြီးနေ20ကျော်ကိုမိရှုဖြက်ဆီးဆွဲတဲ့တွင်ကိုတင်ဆက်ပေးပါမယ်ရှင်စကိုင်းတိုင်းစကိုင်းမြို့နယ်ချောင်းမကြီးရွာကိုစစ်ကြောင်းထုတ်ဝင်ရောက်လာသောအကြမ်းဖက်စစ်ကောင်စီတပ်သားများကအမျိုးသမီးတအုပ်ကိုပြစ်ခတ်တပ်ဖြတ်ပြီးနေ20ကျော်ကိုမိရှုဖြက်ဆီးခဲ့ကြောင်းပြည်သူ့ဘက်တော်သားအဖွဲ့တရင်တော်ဝန်ကကရှန်ကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြောဆိုသည်ဇွန်လ10ရက်နေ့တွင်စကိုင်းမြို့နယ်ကင်းရွာကိုရောက်ရှိနေသောအကြမ်းဖက်စစ်ကောင်စီတပ်သားများကကင်းရွာ တွင်ပြည်သူပိုင်းနေအများကိုမိရှုဖျက်ဆီးပြီးနောက်ချောင်းမကြီးရွာကိုဝင်ရောက်စီးနေကြသောတရားသည်ရှင်စစ်ကြောင်းသည်ကြေးရွာတွင်ဝင်ရောက်စီးနေစဉ်စစ်ပီးတင်းရှောင်မြေပြည်သူများကိုပါလက်နက်ငယ်များဖြင့်လိုက်လံပစ်ခတ်ခြင်းကြောင့်အသက်၄၀ကျော်အရွယ်မလင်ပွေချင်းမီတေဆုံးခဲ့ပြီးကလေးငယ်နှုတ်ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။ထို့ပြင်အစံဘက်စစ်တပ်စစ်ကြောင်းသည်ကြေးရွာတွင်ရှိပြည်သူများမွေးမြူထားသောနှွားများကိုလည်းပစ်ခတ်တပ်ဖြတ်ခဲ့ပြီးနေအိမ်၂၀ကျော်ကိုလည်းမိရှုဖျက်ဆီးခဲ့ကြောင်းသိရသည်။ စစ်ခွေးတွေကပြည်သူတွေကိုဖမ်းဆီးတာမျိုးရှိလောင်မယ်အတိအကျကြီးမသိရဘူးအခုဟာကခွေးချောင်းကမထွက်သေးဘူးလို့သိရတယ်အဲ့ဒါကြောင့်ကတ်လို့မရဘူးဖြစ်နေတာချောင်းမကြီးရွာပြည်သူတွေပါပါတယ် အနီးနားကကင်းရွာကပြည်သူတွေရောရှောင်တိန်နေရာမှာ200နေပါလောက်ရှိမယ်။ဒါတောင်တနေရာတည်းမဟုတ်ဘူး။ခမ်းမန်းကြီးတော့မသိဘူး။ထိခိုက်တန်ရာရတာလူကြီးတူ၊ကလေးငယ်တူတိတ်ဆုံသွားတဲ့အမျိုးသမီးတူတို့ကချောင်းမကြီးရွာကြီးရွာကပြည်သူတွေဖြစ်ပါတယ်။တိတ်ဆုံသွားတာကမလင်းအသက်အရွယ်က40ကျော်၊တန်ရာရတာကမလင်းရဲ့ညီမ၊နောက်တစ်ယောက်ကမလင်းရဲ့ညီမရဲ့သမီးတန်ရာရတာပါ။အခုလက်ရှိမှာချောင်းမကြီးရွာတွင်ရှိနေပါတယ်ဟုပြည်သူ့ဘတ်တော်သားအဖွဲ့သတင်းတာဝန်ခံကပြောဆိုသည်။အဆိုပါဂျန်ဘတ်စစ်တဲစစ်ကြောင်းလေးလက်ရှိချိန်နှင့် ောင်းမကြီးရွာမှပြန်လည်ထောက်ခါခြင်းမရှိသေးသောကြောင့်ကြီးရွာနေပြည်သူများအပါအဝင်အနေနှားရှိကြီးရွာမှမှပြည်သူများလည်းထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်းသိရှိရသည်ရှိခိုဆက်လက်တင်ဆက်ပေးမယ့်တွင်အကြောင်းအရာကတော့မြန်မာထိုင်းနယ်ဆက်ရှိထီကပလေစစ်တပ်စခန်းကို KNU ပူးပေါင်းတပ်ထမှန်သိမ်းပိုင်မြရီမြို့တောင်ပံနယ်ဆက်တွင်စစ်တပ်၏ဝေါ်လီပြူဟာဥဂရထစခန်းတီသေးလက်ကကင်းစခန်းတို့သာသိမ်းရန်ကြံဆွဲတဲ့တွင်ဖြစ်ပါရဲ့ရှင် ကရင်မျိုးသားအစီယုံ KNU တမ6နေမြေမြန်မာထိုင်းနေဆက်လက်ကျန်စခန်းလေးကိုအနက်ထီကပလဲစတက်စခန်းကိုရမန်နေ့ညနေပိုင်းတွင်တင်ပိုက်ရရှိပြီးဖြစ်ကြောင်း KNU သတင်းရှင်မြေကပြောသည်ထီကပလဲတက်စခန်းကိုတော်လိုင်းရင်တက်များကတက်၍တင်နိုင်ခြင်းဖြစ်ပြီးစစ်သားများမှထွက်ပြေးသွားသည်ဟုလည်း KNU သတင်းရှင်မြေကပြောသည် သူများတက်ရှင်တော့သူတို့တက်ပြေးသွားတာပေါ့ကျွန်တော်တို့လူတွေကတော့စကန်တက်သိမ်းလို့ရပြီဟုတရင်ရှင်မြကပြောသည်ထီကပလေတက်စကန်ကြဆုံးပြီဖြစ်၍မြောင်းရီမျိုးတောင်ပတ်နေဆက်တွင်ဥကရထစကန်ဟောလီပြူဟာနှင့်တီသိမ်းလေကကင်းစကန်တို့သာကြံတော်သည်ကြံစကန်များကိုလည်းမကြမီသိမ်းပိုင်နိုင်မီအလားလားရှိသည်ဟု၎င်းကဆက်ပြောသည် အချမ်းစည်ရေတရင်ရှင်မြတ်တအူးကလည်းစားကားစားတွေကစခန်းကနေစုပ်ပြေးသွားတာထိုင်းဘက်ကိုပေါ့တော်လန်ရဲ့ဖွဲ့တွေကတော့စခန်းရသွားပြီပြေးတဲ့စားကားစားတွေဒါပေမဲ့ထိုင်းဘက်တော့မရောက်သေးဘူးတော်လင်ရဲ့ဖွဲ့တွေကလိုက်ရှင်းနေတယ်မိလောက်မှာပါဒါပေမဲ့စကားဆတွေကလည်းလန်နဲ့ရှောက်မိုင်းတွေထားခဲ့တဲ့ကြားတွေသူတို့ကိုထိုင်းဘက်ကလည်းကြိုးဆောင်နေတယ်တရားတယ်သူတို့မှာဒဏ်ရာရသူတွေလည်းပါတော့တိတ်မရောက်နိုင်ဘူးခုထိတော့ရောက်တယ်မကြသေးဘူးဟုစကန်သိန်းတိုက်ပွဲအကြောင်းပြောသည် တတိယမြောက်ကရင်တရင်ရှင်မြစ်တအူးကလည်းထီကပလဲစစ်ကောင်းစီတက်စကန်သိမ်းပိုင်နိုင်မှုကိုအတည်ပြုသည်ထို့ပြင်မဆုတ်တန်းခန့်စစ်ထီကပလဲစစ်စင်ရေးခြေကုပ်စကန်ဆိုင်ပုံပါစစ်ကောင်းစီတက်စကန်မှတ်တမ်းတက်ပုံကိုလည်းတရင်ရှင်မြစ်ကလူမှုကွန်ရက်၌ဖော်ပြခဲ့သည် KNL ဦးဆောင်သည့်တုံလင်းပူပေါင်းတပ်ဖွဲ့သည်မေလ23ရက်တွင်တမချောင်းနယ်မြေကရင်ပြည်နယ်မြာရီမြို့နယ်မြန်မာထိုင်းနယ်ဆက်ရှိစစ်ကောင်စီ၏ပလေတိုတပ်စခန်းမေလ28ရက်တွင်ကနေလီတပ်စခန်းမေလ29ရက်တွင်ရွှေမြိုင်တပ်စခန်းမေလ30ရက်တွင်ဘရင်တော်စခန်းနှင့်မော်ခီစခန်းစွန်လ3ရက်တွင်တေဘော်ဘူတပ်စခန်းများကိုစက်တိုက်သိမ်းပိုက်ခဲ့သည်ရှင်းစခန်းများအနက်ပလေတိုကနေလီနှင့်တေဘော်ဘူတပ်စခန်းများမှလက်နက်ခင်းရအများပြသိမ်းပိုက်ရရှိသည်စခန်းသိမ်းတိုက်ပွဲတွင်စစ်ကောင်စီတပ်အထင် နာခဲ့သည်ဆလဘီချိုးပင်ကောက်တွင် PDF တပ်ဖွဲ့များ၏တရင်ကိုလိုက်လံစုံစမ်းနေသည့်စစ်တပ်ထောက်တိုင်တို့ပြစ်ခတ်ခံရပြီးတိုက်ဆုံဆွဲတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ ပဲခူးတိုင်းကျိုးဝင်ကောင်းမြို့နယ်တွင် PDF တပ်ဖွဲ့များ၏တရင်ကိုလိုက်လံစုံစမ်းနေသည့်အစံဖက်စစ်တပ်တောက်တိုင်းကိုမိုးဆိုသူကိုပြက်ခတ်ခရသေးဆုံးခဲ့ကြောင်းတာယာရီခိုင်တိုင်းတုံးရှစ်တုံညာနှင့်တပ်ခွဲ6 Black Dragon GBK PDF မှတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့ပြောဆိုသည်စွန်လ20ရက်နေ့ညနေ4:30မိနစ်ခန့်တွင်ကျိုးဝင်ကောင်းမြို့နယ်မှန်ပင်ထူရွာတွင်နေထိုင်သောအစံဖက်စစ်တပ်တောက်တိုင်းကိုမိုးကိုတာယာရီခိုင်တိုင်းတုံးရှစ်တုံညာနှင့်တပ်ခွဲ6 Black Dragon GBK PDF မှရှဲဖို့များကပြက်ခတ်တိုက်ခိုက်ရသေးဆုံးခဲ့ကြောင်းသ ေးရသည်တေဆုံသောကိုမိုဒီတော်လိုင်းရှဲပေါ်များ၏တော်လာလှုပ်ရှားမှုများကိုဖုံးပြမှတ်တမ်းရယူကအကြံဖက်စစ်ကောင်စီတပ်သားများတံပေးပို့ခြင်းဇီးရွံနေလူငယ်များကို PDF များဟုဆိုကောင်စစ်တပ်ထံသို့မမှန်တဲ့ရင်ပေး၍ဖုံးဆက်တိုင်းကြခြင်းဒေသနှင့်ပြည်သူများကိုစစ်တပ်နှင့်ပိုးပေါင်းကအနိုင်ချင်းချင်းချောက်ခြင်းများလှုပ်ဆောင်နေခြင်းကျူးလွန်နေသူဖြစ်ပြီးပြည်သူများတိုင်ကြားလာသောကြောင့်စစ်စစ်အတီးပြည့်၍တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည် မှန်ပင်ဒူးချင်းရွာအုပ်စုမှသွာလာနေတဲ့တာမန်လူငယ်တွေကို PDF တွေပါဆိုပြီးစစ်ခွေးတွေစီကိုကိုမိုးရဲ့တရင်ပေတိုင်ချမှုကြောင့်လူငယ်တွေရှောင်နေရပါတယ်စစ်ခွေးတွေနဲ့ပေါင်ပြီးပြည်သူတွေကိုချင်းချောက်နိုင်ခြင်းပို့ကြတယ်အစိုးဆုံးကတော့ရိုးမာတွေက PDF အဖွဲတွေဇင်းလာတာတွေကိုဖုန်းနဲ့ဗီဒီယိုခိုးရိုက်ပြီးစစ်ခွေးစီပို့တာပဲဒီကောင်လုံးနေတာကိုပြည်သူတွေကခဏခဏတရင်ပေတိုင်နေတာကြောင့်ကျွန်တော်တို့တေချာလေးလာစစ်စစ်ပြီးမှအရေးယူခဲ့တာပါဟုတာယာရီကိုင်တိုင်ရင်383ညနဲ့တက်ခွဲချောက် Black Dragon GBK PDF မှာတောင်း င်ရှိသူကပြောဆိုသည်တာယာရီခိုင်တရင်383ညနှင့်တက်ခွဲချောင်း Black Dragon JBK PDF တပ်ဖွဲ့အနေဖြင့်ပြည်သူများနှင့်တော်လင်တပ်ဖွဲ့များကိုဒုက္ခပေးနေသည်အစံဖက်စစ်ကောင်စီတပ်သားများဖြင့်စစ်တပ်ထောက်တိုင်များကိုပါအရှိန်မြင့်တိုက်ခိုက်သွားမည်ဖြစ်၍ပြည်သူများအနေဖြင့်၎င်းတို့အနေသွာလာနေထိုင်ခြင်းများလုံးဝလုံးဝမပြုလုပ်ကြရန်အတိပေးနှိုးဆော်ထားသည်